်ငမိတ်ဆွေများမင်္ဂလာပါခင်ဗျာနော်ဇာငယ်မိတ်ဆွေဒီအားလုံးကာယဒုက္ခစိတ်ဒုက္ခနဗျာသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆရာကဥစွာပထမဆုမွန်ကောင်းတောင်းလိုက်ပါတယ်အားလုံးသောခုနှစ်ရသားခုနှစ်ရသားသမီးဒီအားလုံးဒီနေ့ဒီချိန်ဒီနာရီကစပြီးတော့တက်နေတကူလက်ဝေဖြိုးခဲ့သူစီးစိမ်ဥစ္စာများတိုးပွားပြီးတဲ့အခါမကောင်းသောပြီမကောင်းသောရံမကောင်းသောအန္တရာယ်အနောက်ရှက်တိုက်ခိုက်ကင်းလို့ဒုဗိတ္တန္တရအတ္တန္တရအယောဂကန္တရဆိုသောကတိသုံးပါးကနေကင်းဝေးကြပါစီကြောင့်ဆရာကမေတ္တာပို့ဆုတောင်း ပေးလိုက်ပါလေခင်ဗျာเนาะကဲဒီတစ်ခါအခါပေးမှာကတော့အဟုတ်တူးတဲ့ဗုဒ္ဓဘုရားဟူသာသမိတွေလှည့်ကိုဆရာတို့ဆက်ဟောကြားလိုက်ရအောင်ကြွရเนาะကဲဗုဒ္ဓဘုရားဟူသာသမိမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစဉ်ပြေအောင်မြင်ကြပါစေကြောင်းဆရာကဒီကနေမေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်အချိန်တည်းရွေးနဲ့ပြောင်းလဲလာတာအခုဆိုရင်ဝါလာလိုက်တာနော်တဲ့ကိတ်လာတာဆရာချောစွာထိုင်ရပါတယ်လာဆရာတို့ကဲဆရာဆရာပိုက်တောင်ရွှဲလာเนาะ ဆရာလည်းဝိတ်ချော်ဟောကထိုင်ဟောပြီးပြန်အများနဲ့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်เนาะဘုတခုရဦးသားသမီးမိတ်ဆွေတွေဆရာတို့အချိန်တစ်ချိန်တွေပြောင်းလဲလာတာအခုဆိုရင်2025ရဲ့နှစ်ဝက်ကိုကုန်လို့ဟောဒုတိယအဝက်ဖြစ်တဲ့9လပိုင်းကိုစတင်ရောက်ရှိလာကဲဇူလိုင်မှာတေချာအောင်မိတ်ဆွေဘုတခုရဦးသားသမီးတွေဘယ်နေရာတွေအချို့ပြအားသာစီလဲဆိုတော့ဆရာတို့စဟောကြားလိုက်အောင်ခင်ဗျာเนาะ ဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာယဉ်ထဲမှာအတွေးလွန်နေတာမျိုးဖြစ်မလာသေးသောကိစ္စတွေထက်ဖြစ်ပြီးသားကိစ္စတွေကိုစိုးရိမ်လွန်နေတာမျိုးခုခုကိုကွန်ဖျူဇန်ကြာနေတာမျိုးအတွေးတွေငါအတွေးများလဲမိခိုးတွေဥစိုးစိုးလို့ဖြစ်နေတာမျိုးတွေကြုံရတတ်တဲ့အတွက်အတွေးတွေကိုလျှော့ပြီးတော့အလုပ်တွေကိုအများကြီးလုပ်ပါမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဖြစ်ပြီးသားကိစ္စလုပ်ခဲ့ပြီးသားကိစ္စပြီးခဲ့ပြီးသားကိစ္စကိုနောင်တတွေရမနေတာထက်စာရင် ကိုကိုကိုစိတ်ချမ်းသာအောင်နေတာမျိုးတရားမင်းများထိုင်နေတာမျိုးလုပ်ပြီးမိတ်ဆွေရကံညံ့နေမှုအဖြေတွေ့နေတာတွေလမ်းစာပြောင်းနေတာတွေအလုံးကျိမ့်တီပေါ့အဖြေရှားတွေ့မဲ့လာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့မိတ်ဆွေတို့ဟာဒီလမှာအရှားသောနေသားတွေထက်ကိုကံကတက်ပြီးဆိုရင်ပြန်ကိုနှိမ့်ချလို့မရအောင်ဘဝရဲ့ပြောင်းလဲခြင်းတိုးတက်ခြင်းတွေရရှိနိုင်တဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့ မိတ်ဆွေဗုဒ္ဓဘုရားအသာသမီးတွေကိုကကြိုးစားရင်ကံကကိုယ့်ဘက်မှာကိုကကြိုးစားရင်တထောင်ဆိုရင်ကံကတလန်လောက်ကိုချိနေတဲ့လာဖြစ်တဲ့အတွက်တကြောင်မလို့ဘာကိုဖြစ်ဖြစ်ပြီးခဲ့ပြီးသားဖြစ်ခဲ့ပြီးသားအញ្ញံနေကိုတွေးနေတာတဲ့ဆိုင်ဘလို့ရှိတို့ကောင်းမှုအောင်လုပ်မလဲဆိုတာမျိုးကိုရှိတို့ဆောင်ရလှောက်ဆောင်တာဟာမိတ်ဆွေတို့အနေနဲ့အာတာကောင်းမှုပြီးတော့ကံကောင်းစီပါတယ်ကံကြီးရတောင်ကြီးကပါတဲ့ဟုတ်ဒေါ်နုနုဆွေဒါအပြင်မိတ်ဆွေတို့အဲဒေါ်နုနုဆွေဆိုကျောင်းဆရာမဖြစ်မှာပေါ့နော်ဆိုတော့ ဒါအပြင်မိတ်ဆွေတို့အနေနဲ့အစိုးရဝင်နေဟာလာကဲဆိုတော့ကောင်းပြီဆက်ပြောပေးမယ်နော်ဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားကိုတသမိတွေနေနဲ့ပတ်သက်ပြီးတော့ဒီလတာတို့မှာကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်ဥကောင်းနဲ့ပတ်သက်တာမျိုးတွေမျက်စိနဲ့ပတ်သက်တာမျိုးတွေဖြစ်ရတတ်တယ်အထူးသဖြင့်ဥကောင်းနဲ့ပတ်သက်ပြီးတော့မူဝေတာမျိုးကြိုက်ခဲတာမျိုးဖြစ်ရတတ်တယ်လို့မျက်စိနဲ့ပတ်သက်ရင်အာယုံကြောနဲ့ပတ်သက်တာမျိုးလေးတွေမှာမျက်စိနဲ့ပတ်သက်မျက်စိနာတာမျိုးလေးတွေကိုတတိထားဆင်ញံလိုအပ်တော်လာဖြစ်ပါတယ်ခင်ဗျာကျမ်းမာကြီးနဲ့ပတ်သက်လို့ရှိရင်ဘာမှတော့စိုးရိမ်စရာကြီးကြီးမားမားမရှိပါဘူးခင်ဗျာအဲလုပ်ငန်း အလုတ်ရှာနေသူများအနေနဲ့လက်ရှိမိမိပတ်ဝန်းကျင်မှာအလုတ်မရရှိနိုင်ဘူးတနေမပြောင်းရင်ဒူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအခြားတနေရတတိသားကိုပြောင်းလဲလှုပ်ဆောင်တာမျိုးလုပ်ငန်းနဲ့ပတ်သက်လာရင်အဟောင်းကြီးကိုတိုးတက်အောင်ကြိုးစားနေခြင်းထက်အဟောင်းနေဆိုရင်ဒီလဟာအကျိုးမပေးတဲ့အတွက်ချီတူဆောင်ရွက်ပြီးတော့အစ်စ်လောက်တာမျိုးလုပ်ငန်းစတင်တာမျိုးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ချီတူဆောင်ရွက်ရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်သောလဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားဥဒ္ဒသမီးမိတ်ဆွေတွေကဘာကိုဖြစ်ဖြစ်စတင်ခြင်းရုန်းကန်ခြင်းနဲ့ ရှင်းတန်ခြင်းဟာပုံမအားတာတုတ်တက်စေတော့လာဖြစ်ပါတယ်လုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့စိတ်တော်ကမြတ်တာမျိုးမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းရီစာဟောင်းအဆရှိတဲ့အဟောင်းအဟောင်းနဲ့ပတ်သက်ရင်ဘာဘုံမအကျိုးမပြုစေတော့အားနည်းစေတော့လာဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့အဟောင်းတွေကိုဆန့်ကျင်ဘက် ထပ်ပြီးတော့ရှေ့တို့ပြီးတော့ဘယ်ယာတွေကိုကန်ကောက်အောင်လုပ်မလဲပြီးခဲ့ပြီးသားအဟောင်းတွေကိုတော့ပြန်တွေးနေခြင်းထက်ရှေ့မှာငါဘယ်လိုကန်ကောက်အောင်လုပ်မလဲလို့စူးစမ်းတာဟာမိတ်ဆွေတို့အတွက်ရှေ့တို့လှုပ်ဆောင်ခြင်းဟာကန်ကောက်စီမဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးခဲ့တာတွေကိုမေ့လိုက်တာဟာပုံမကန်ကောက်စီတာအသေးစားပဲဖြစ်တယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလာတာအတော်တွင်မှာဆိုရင် အကျိုးပေးသောလုပ်ငန်းနဲ့ပတ်သက်ပြီးတော့စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစေးစားနဲ့ပတ်သက်တာမျိုးလေးတွေစက်ပစ္စည်းဆိုင်ငယ်နဲ့ပတ်သက်တာမျိုးကားတို့ယင်းတို့နဲ့ပတ်သက်တာမျိုးတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအကျိုးပေးအားသာကောင်းမွန်စေပါတယ်။ဒါအပြင်စာချုပ်စာတမ်းကိစ္စလေးတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအဲရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေကုန်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေကူးတန်းရောင်းဝယ်မှုဆိုင်ရာလုပ်ငန်းတွေကွန်ပျူတာတို့စာရေးကိရိယာတို့ကြောက်တဲ့ကင်မရာအစရှိတဲ့ကွန် တဲ့အစရှိတဲ့ຢာတွေရှေ့သူဆောင်ရလှုပ်ဆောင်မှာအထယ်လိုက်တွေထီထီဖနှက်တွေအလှကုန်တွေအမှုပညာတွေဆိုရှယ်မီဒီယာတွေပကြီးပခုဗေဒင်ဗေဒစမ်းကြံတရုပ်ဆောင်တွေပတ်သက်တာတွေဘာကိုမစုံမိတ်ဆွေတို့အနေနဲ့ရှေ့သူဆောင်ရလှုပ်ဆောင်ရင်အသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်ခင်ဗျာအလုံးရမပြောတာရတော့ပိုက်ဆရာတယ်မီလာရောက်ဝမ်းသာပါတယ်ခင်ဗျာ ဆိုတော့ကောင်းပြီဒါအပြင်မိတ်ဆွေဘုတ်တခုရောက်သားသမီးတွေဒီလာတာတော့တွင်ပါဆိုရင်ဘာကိုမစိုးရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့ဆက်တူလုပ်ငန်းတွေရှယ်ယာလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါပေမဲ့တတိထားရမှာလေးအချို့ရှိပါတယ်ဘာလေးကိုတတိထားရမလဲဆိုတော့လုပ်ငန်းနဲ့ပတ်သက်ပြီးအလုပ်နဲ့ပတ်သက်ရင်စကားအများကြီးပြောရင်အမှားအများကြီးပါတတ်တယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့စကားလေးတွေကိုလျှော့ပြီးတော့အလုပ်လေးတွေကိုပုံမိုတိုးချက်လောက်တာဟာကံကောင်းစီတော့လာဖြစ်ပြီးတော့မိမိမဖြစ်သောကိစ္စမဖြစ်လာသောကိစ္စတွေကိုကြိုးတင်ဖွင့်ပြောတာမျိုးတွေဟာအပြတ်သဘောဆောင်တာမျိုးအမှားသဘောတွေဆောင်တတ်တဲ့အတွက် ော့ဒီချက်လေးတွေကိုတတိထားဆင်ခြင်ပြရလိုအပ်ပါတယ်အမွေကိစ္စလေးတွေနဲ့ပတ်သက်လို့ရှိရင်ဥဆောင်မလုပ်ပါနဲ့အမှုကိစ္စတွေအမွေကိစ္စတွေနဲ့ပတ်သက်ရင်တတိထားပါအိမ်တွင်းရေးကိစ္စနဲ့ပတ်သက်ရင်အိမ်တွင်းမှာမျက်နှာချင်းဆိုင်ကိုတဦးနဲ့တူတယောက်နဲ့တယောက်ပြဿနာပြတ်တာမျိုးတွေမိမိအိမ်တွင်းရေးနဲ့ပတ်သက်လာတဲ့အခါမိမိကပေးနိုင်တဲ့အခါလုပ်ပေးနိုင်တဲ့အရာပြုလုပ်ပေးနိုင်တဲ့အရာရှင်ပြုလုပ်ပေးလိုက်ပါဒါပေမဲ့အမွေကိစ္စတွေအမှုကိစ္စဖြစ်နိုင်ရင်ကိုကဝင်ပြောအကြံပေးတာမျိုးတွေဒီအားနည်းစေပါတယ် ကိုကစေတနာလေးနဲ့ပြောလိုက်ခါမှာကိုကိုပြောခါမှာပဲပြဿနာပူကြည့်သွားတာမျိုးလေးဖြစ်ရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတတိထားဆင်ခြင်ပေးပါပညာရေးနဲ့ပတ်သက်လာရင်တော့အားနည်းတာမျိုးရုန်းကန်ရတာမျိုးဒီကြုံရတတ်တဲ့အတွက်ပညာရေးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့တင်ယူခြင်းတက်ကိုတက်မြောက်ပြီးတော့ပညာရက်ကိုချိတ်တူစွမ်းဆောင်လှုပ်ဆောင်တာဟာပုံမအတာကောင်းမှုစေတော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ပြောင်းဝင်းကျင်နဲ့ပတ်သက်လာရင်မိမိကိုမဟုတ်မဟုတ်ပြောခံရတာမျိုးတွေပြီးခဲ့ပြီးတော့လူမှုရေးကိစ္စတွေကိုကိုချိန်ချောက်ပြောဆိုတာမျိုးလေးတွေတပုတ်လေလွင်ပြောတာမျိုးလေးတွေကြုံရတတ်တဲ့အတွက် ော့တတိထားဆင်ခြင်ပေးရန်အတွက်တော့ဒီ channel လေးတွေကိုတတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်ကိုနဲ့မဆိုင်တဲ့ကိစ္စလေးတွေမှာအာမခံလုတ်ပြတာမျိုးလေးတွေတတိထားပါလုပ်ငန်းတူအလုပ်တူတွေကနေမိမိကိုမကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေစုံတိုက်တွေနှက်တိုက်တွေအောက်လန်းတိုက်တွေအဆရှိတဲ့ပညာရက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေမကောင်းတဲ့ပညာလူလူချင်းမလို့ပဲမကောင်းတဲ့အတိုက်ခိုက်အတက်ပညာတွေနဲ့ကိုယ့်ကိုလက်လာပါပိတ်အောင်ကျမ်းမာရေးညံအောင်လုပ်ငန်းစီမပြေအောင်တိုက်ခိုက် တက်ရှင်ပြူစားတက်ရှင်ဖြစ်ရတဲ့အတွက်တော့သတိထားပါမိမိရဲ့ဈေးဆိုင်လုပ်ငန်းတွေလုပ်နေတဲ့အလုပ်တွေမှာပုံမှန်ဆိုအဆင်ပြေတယ်ကံကရုတ်တရက်ကြီးဘာလို့ညံ့သွားမှမသိဘူးဆိုရင်တေးကြတဲ့မိတ်ဆွေတို့အိမ်မက်အတွင်းမှာခွေးတို့တင်းညိုင်းတို့မဆင်းတို့အဆရှိတာတွေမှအတိုက်ခိုက်တွေဝင်ထားပြီးဖြစ်တဲ့အတွက်နိစ္စရာဆရာတွေနားမှာအတိဆရာတွေနားမှာအစစ်စေးကုတာတာမျိုးဖြည့်ရှင်းလိုက်ပါဒါဆိုရင်ကံကောင်းအာသာကောင်းမှုတိုးတက်စေမယ်လာဖြစ်ပါတယ်ရင်ဆက်ပစ္စည်းနဲ့ပတ်သက်ရင်ကိုယ်အမိခံဝယ်တာမျိုးတက်တူတယောက်ရဲ့အမိခံဝယ်တာကပုံမှန်ကောင်းမှုပါတယ်လူငယ်တွေအရှိရင်နဲ့ပတ်သက်ရင်တော့ ချစ်သူကြီးသားရရှိတတ်သောလှဖြစ်တဲ့အတွက်မိမိချစ်သောမြတ်လို့တော်သူကို ဖွင့်ပြောလိုက်ပါခင်ဗျာဒိန်းတွေပါကိုရရှိမှာအတိအကျပဲဖြစ်တဲ့ဒါအပြင်မိတ်ဆွေတို့အနေနဲ့တမီးကြီးသားများအနေနဲ့ဆိုလို့ရှိရင်တော့အဲ ကိုယ့်ရဲ့အခြေအေးမှာတော့ဘာမှအဆင်မပြေနိုင်စရာဘာမှမရှိဘူးဒါပေမဲ့ဟိုဆွမ်းရလို့ပေါ့မိမိရဲ့မိသားစုဝင်ကသဘောမကျတာမျိုးလေးတွေအခြေအေးအိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိမိသားစုဝင်ကဖြစ်စေမိမိမိသားစုဝင်ကိုငါကိုယ့်ရဲ့ရည်စားကိုဖြစ်စေကိုယ့်ရည်စားရဲ့မိသားစုဝင်ကကိုယ့်ကိုဖြစ်စေသဘောမကျတာမျိုးလေးတွေအဲလူမှုရေးပြဿနာလေးတွေတုံးမဟုတ်လို့ချင်းဒီရမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီကာလအတော်တွေမှာစိတ်ဆန်ညီနိုင်ပြောဆိုခြင်းမိတ်ဆက်ပေးခြင်းဒီမှာတော့အားနည်းစီတော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မျက်နှာရှင်းမဆိုင်တာကောင်းပါလေဝေးကွာနေတော့ဗုဒ္ဓဘုရားတသမိများအနေနဲ့အဲကံကောင်းလာလို့ပြောရမယ်ခင်ဗျာနော်အအတူရှိနေတဲ့မိတ်ဆွေများအဖို့ကတော့မိမိရဲ့အိမ်တော်ဘက်ကြောင့်ဝေကုန်ကြီးကြများရတာမျိုးမိသားစုအိမ်တွင်းမှာအတိုက်ခိုက်လေးတွေကြောင့်အဆင်မပြေတာမျိုးလေးတွေအိမ်တိုက်တို့တွတ်တိုက်တို့တန်တိုက်တို့မကောင်းတဲ့အင်းအိုင်အဆောင်အလက်ွက်လေးတွေမှာ မိတ်ဆွေတို့အနေနဲ့ဒါလေးတွေကြောင့်အတိုက်ခိုက်အဖြစ်အနောင်လေးတွေပေါ်တတ်တဲ့အတွက်မိမိအိမ်ရဲ့ဖခင်ကျောင်းဆောင်မှာဆင်းလူတော့အပေအပြက်တွေရှိရင်ဆွန်မှာအဆောင်တွေလက်ဖွဲ့တွေရှိရင်ဖခင်ကျောင်းဆောင်မှာတင်ထားတာမျိုးတွေဟာအားနေပါတယ်။ဘာကြောင့်လဲအဆောင်တို့အင်းအိုင်လက်ဖွဲ့ခလက်ဆိုတာဇယားတွေပြီးတာရောဘာအဆောင်ရောက်ဆို ဲ့ဒီအဆောင်ဘုရားရှင်မတင်ထားတာမျိုးမှဖြစ်စီပါနဲ့ခင်ဗျာနော်။ဒါကြောင့်စွန့်ပြီးပါ။တော့မဟုတ်လို့ရှိရင်မိမိအနေနဲ့ခန္ဓာကိုယ်မှာစောင့်နိုင်စောင့်နာပါ။ဘုရားကျောင်းဆောင်ကိုတယောကင်မွန်းနဲ့ဈေးချင်းတန်ရှင်းချင်းဟာမိษွေတို့ရဲ့ညံ့နေသောကံတွေဟာအဆင်ပြေသွားမှာပါ။လုပ်ငန်းလုပ်နေပတ်သက်ရင်တော့လုပ်ငန်းရာထူးပြောင်းလာမျိုးတွေကောင်းပါလေခင်ဗျာ။ဘာကြောင့်ပြောင်းရင်ကောင်းမပြောင်းရင်ကောင်းဆိုတဲ့မိษွေများရှေ့တို့ဆောင်ရွက်ပြီးတော့ပြောင်းအောင်ကြိုးစားလိုက်ပါ။ပြောင်းပါလိမ့်မယ်။မဟုတ်လို့ရှိရင်အထက်လူကြီးနဲ့ပတ်သက်ပြီးတော့ဖြီအားလေးတွေကြုံရတာမျိုးအထက်လူကြီးကကိုယ့်ကိုစီးမြင်စည်းကမ်းတွေဖြီတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိထားစီရင်ပြန်လိုအပ် တ်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာဒါပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွင်မှာဗုဒ္ဓဘုရားသာသမီးတွေဒီရခုနလပိုင်းတွင်မှာဆိုလို့ရှိရင်ဗုဒ္ဓဘုသာသမီးတွေနဲ့တွဲဖက်လောက်တာမျိုးသို့မဟုတ်ရင်တင်းလာသာသမီးတွေနဲ့တွဲဖက်လောက်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်ဘာကိုဖြစ်ဖြစ်စတင်လောက်တာမျိုးအစ်စ်လောက်တာမျိုးကျိုးပေးပါတယ်ငွေချင်းနဲ့ပတ်သက်ရင်ထီကန်ဆန်းတာမျိုးငွေချင်းနဲ့ပတ်သက်ရင်ရတနာပုံစိုက်ကိန်းနဲ့စိုက်တယ်လို့တားရွှေဦးထမ်းလာတယ်လို့ မတင်မှတ်ထားသောမမျော်လင့်ထားသောငွေကြီးရဲ့လုံငနေချင်းကနေဝင်လာတာမျိုးကြီးကြုံရတက်ပါတယ်။ဟုတ်ကဲ့ရည်စားလည်းပြန်လဲလာနိုင်ပါတယ်ခင်ဗျာနော်။အဆက်အသွယ်ပြန်နေတော့သမီးရည်စားတွေပြန်လဲဆက်သွယ်ရရှိတာမျိုးကြီးကြုံရတက်တော့အပတ်တာကာလဖြစ်တယ်။ငွေကြီးနဲ့ပတ်သက်ရင်ငွေဝင်လာတာမျိုးတွေငွေကြီးနဲ့ပတ်သက်ရင်ဘလောက်ပဲခက်ခဲစီကမှု ဘလောက်ပဲခက်ခဲစီကမှုကိုယ့်အနေနဲ့ငွေကြီးဟာဘလောက်ပဲကြက်တဲခက်ခဲစီကမှုအဲ့ဒီအခက်အခဲတွေကပြန်လဲပြည်လဲသွားတာမျိုးတွေကြုံရတတ်တော့ကာလဖြစ်တယ်မိမိရဲ့အကြံစီမှန်ချက်တွေကိုကြိုတင်ဖွင့်ပြောတာမျိုးတွေအားနည်းစီပါတယ်အတွေးနည်းနည်းလွန်တက်တယ်ပြီးခဲ့ပြီးသားအဟောင်းတွေကိုယ့်ကိုရှင်းလျှောက်တာမျိုးတွေအကြက်ကင်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်သတိထားပါမိမိရဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စတွေမှာမိတ်ဆွေပေါင်းတဲ့လူယုံတွေကိုသတိထားပါအလောင်းကစားနဲ့ပတ်သက်တာမျိုးတွေသတိထားပါအပျော်ပါးနဲ့ပတ်သက်တာလေးတွေကိုယူဆိုင်ပါမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းရီးစားဟောင်းအိမ်နောင်ဟောင်းဘာအဟောင်းမဆိုစပစ်စီ အဟောင်းရင်အဟောင်းတွေအဟောင်းမှန်သမျှကိုအစ်စ်ဘက်ကိုသွားတာပုံမကောင်းမှုအတူတန်းစီတဲ့ကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီကာလအတော်တွင်မှာအကျိုးပေးကံကောင်းစီတော့ကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့ခုနှစ်ကဏ္ဍသုံးကဏ္ဍနှစ်ကဏ္ဍဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပါတယ်အကျိုးပေးသောအရက်ဟာတော့တောင်စုစုရက်ဖြစ်ပါတယ်ခမရစန်တီယာရက်ကတော့ အနောက်တောင်တောင်ရဖြစ်ပါတယ်ခင်ဗျာဒါအပြင်ဆက်ဆက်ရရအစင်ပြအောင်မြင်တိုးတက်စီရအတွက်ဆိုရင်မိတ်ဆွေတို့အစိမ်းရအောင်တို့ညီညိုရအောင်တို့ချွေဝါရအောင်တို့ဝိတာမျိုးကကံကောင်းစီပါတယ်ချွေဝဲတာမျိုးအယောင်းဝဲလောက်တာမျိုးအလှကောအမှုပညာပကြီးပကူပေးရင်ပေးတာစမ်းကြအယောင်းဝဲနဲ့ပတ်သက်တာတွေကုတန်းယောင်းဝဲဆိုင်ရာလုပ်ငန်းတွေမှာတော့အားသာကောင်းမွန်ပြီးတော့တိုးတက်စီနိုင်တော့အပတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာမထင်မှတ်ဖဲနဲ့မိမိအနေနဲ့ခွေးတို့စုံတိုက်တဲ့တို့ ခွေးကြိုက်တယ်တို့တင်းညိုင်းကိုအဆရှိတာမျိုးတွေမတ်တယ်ဆိုရင်တော့မိတ်ဆွေတို့နေကိုမတ်တာမျိုးအိမ်မီးလောင်တာမျိုးတွေမတ်တယ်ဆိုရင်တော့မိတ်ဆွေတို့နည်းနည်းကံကညံ့နေတာဖြစ်တဲ့အတွက်အတိုက်ခိုက်လေးတွေကိုတတိထားပြီးတော့ဘာသာတရားပုံမှုလှုပ်ပြီးပါဘာကြောင့်လဲဗဇက်ကဖရာလက်ကကာယဖြစ်တတ်သောလာဖြစ်တို့ဖြစ်ပါတယ်ခင်ဗျအဆက်ဆက်အရာအစင်ပြီးအောင်မြင်တိုးတက်စေရန်အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့နည်းနည်း အရေးကြီးသောကိစ္စလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါကျရင်မိမိတို့အနေနဲ့အဆက်ဆက်ရအစဉ်ပြေစီရန်အတွက်အစိမ်းရောင်နော်တေခွင်းလေး၃ဝင်းကိုပတ်စံရီထဲမှာဆောင်ပြီးတော့လိုရာကိုပြောဆိုရင် အောင်မြင်တို့တက်ကံကောင်းစီမှာအသေးချာပဲဖြစ်တယ်ခင်ဗျာနော်ဒါအပြင်တတိထဆင်နေရမှာတော့အင်္ဂါသသမီးမိတ်ဆွေတွေဒီလတာတော့ဒီမှာတောက်ကြသသမီးတွေနဲ့တွဲဖက်လောက်တာမျိုးဟာကံရဲ့အားနည်းမှုကိုအနည်းငယ်ရရှိတတ်တော်လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လို့ တနင်္ဂနွေသားသမီးတို့တောက်ကြသားသမီးတို့နဲ့ပတ်သက်ပြီးတော့သတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေဟောင်းပေါင်းသင်းဟောင်းတွေကိုသတိထားဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။အမွေကိစ္စတွေအမှုကိစ္စတွေကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာအာမမခံပြီးပါနဲ့။စိတ်ညစ်ရတာမျိုးတွေအပူပူးဆက်တာမျိုးတွေကြုံရတတ်ပါလေခင်ဗျာ။သတိထားဆင်ခြင်ရမယ့်အရာဟာဆိုရင်တော့အနောက်ဆူဆူရက်ကိုခကြီးထွက်တာမျိုးတွေဟာကံကိုအားနည်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ဗားရီကြံသေးရော။ မိတ်ဆွေတို့နေနဲ့ဒီလတာတော့ဒီမှာအဖြူရောင်ဖျော့ဖျော့လေးချက်ဝစ်တာမျိုးအပန်းရံဝလေးတွေကိုတတိထားစင်ရင်ဝစ်စင်ပေးဖို့လူအကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာအဋိဌံပြုလုပ်လို့တဲ့ဗုဒ္ဓဖူးရာဟုသမီးမိတ်ဆွေများအဋိဌံပြုလို့တပါဆိုရင်တော့လောကဝိတုဆိုတော့ဘုံဂုံတော်ပတိကိုတနေ့ကို၄ပတ်နှုံးနဲ့၁၇ရက်တတိအဋိဌံဝင်တာမျိုး24ပထန်ရွတ်ဆိုတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစီပြီးအစဉ်ပြေစေနိုင်သောလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အဆက်ဆက်ရဲ့အစဉ်ပြေစေရန်ပြုလုပ်ရမယ့်ရေရာမပြောမီ ကျန်ကနပ်ပြည်တယ်မြင်ရင်ခွန်ကိုတုံညာ2ကိုတုံညာ၄တချောက်7902240416 WhatsApp Telegram မှာဖြစ်စီ Viber မှာဆက်တော့မိများနိုင်ကြောင်းနဲ့ဆရာ TikTok Messenger ကနေဗီဒီယိုမဟောပါဘူးဒါအပြင်အခြားသောနေရာကနေဆရာဧည့်သည်လက်မခံကြောင်းနဲ့ဗီဒီယိုဟောရင်ဆရာမိတ်ဆွေတို့ချက်ချင်းမရကြောင်းဆရာကထပ်လောင်းပြောကြားလို့တယ်အခုလိုရုပ်ျော်ျော်လေး live လွှင့်တာကဒါဆရာငယ်အစ်စ်ဖြစ်ကြောင်းပြောရင်းနဲ့ မိတ်ဆွေတို့ရဲ့ဗုဒ္ဓဘုရားတာသမီးရောင်းကုန်နေဝယ်ပုံတွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေကိုအောင်းတပြေခတ်ကိုးခတ်ကိုနော်အောင်းတပြေခတ်ကိုးခတ်ကိုနော်ငွေဖလားထဲမှာငွေဖလားထဲမှာအမွေးနှမ်းတာကြီးစွဖြန်းပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရိုက်ပုတ်ထိတွေ့ရောင်းလိုက်ရင်အယောင်းတွက်အယောင်းထွက်သွားမှာအသေးစားပဲဖြစ်တယ်ခင်ဗျာဒီတလတာလုံးမှာအဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေဒီယာအနေနဲ့ဆိုရင်တော့ဆရာတို့လီပိုပလင်းတစ်လုံးပေါ်မှာနော်လီပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးလိုက်ပါ လီဗိုပလင်းတလုံးပေါ်မှာလာဗန်လို့ယူလိုက်ရေးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့လုပ်ငန်းတနေရာအမြင့်တနေရာသို့မဟုတ်ရင်မိမိတို့ရဲ့အိမ်စပွဲကုန်အမြင့်တနေရာတင့်တော်တဲ့နေရာလေးတစ်ခုမှာလီဗိုပလင်းပေါ်မှာလာဗန်လို့ယူပါရေးပြီးတော့အဖုံးပေါ်မှာဖျောင်းနိုင်တင်ထွင်းမှာကိုရက်တီတီထွင်းလိုက်ပါပိတ်နေတဲ့လက်တွေကြန့်ကြာနေတော့နှောက်ချတိုက်ခိုက်တယ်ကင်းပြီးတော့ငွေကြေးကန်ကောင်းပြီးတော့အစင်ပြေးလာမယ်ဆိုတဲ့အကြောင်းပြောရင် ကဲဗုဒ္ဓဖူးရာဦးသားသမီးအားလုံးဒီခုနလပိုင်းတွင်မှာကိုစီကိုစီတက်နေတကူလက်ဝေဖြူခဲ့သူအဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်လို့ယေရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေလို့ဆရာကစုမုံကောင်းတောင်းရင်းနဲ့ကဲအခုတခါတော့ဂျာဇာပတိအလှယ်ကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ကဲအထာမပြီးတဲ့ဂျာဇာပတိဒီပါလဲဆရာကိုမှတ်ပေးကြပါဦးခင်ဗျရှင်းစုတပါတဲ့အရှားနေသားတွေအောင်ဘယ်ရကြည့်